breaking news october 5ရက်နေ့ကမ္ဘာအနောက်ဆုံးသတင်းတွေနဲ့ကျွန်တော်တို့တင်ဆက်ဆွေးနွေးကြည့်အောင်ပါ hamas က monday မနေ့တနေ့ကပေါ့တော့အပိခရစေလို့ပြီးနောက်ပိုင်းမှာမြို့လေကောင်ကြီးမှာကွာလူခုနှစ်ယောက်ကိုပြည်သူရှိမှာတပ်ဖြတ်ပလိုက်တာဆိုဒီလူမျိုးဂျုံတွေးမှုတပ်ဖြတ်မှုကဒီတခါမဟုတ်ဘူးပေါ့ အရင်တုန်းကလည်းဖြစ်တဲ့ပြီးတော့အခုလာမဲ့ future မှာလည်းဖြစ်နိုင်ချေရှိအစမှစူးရင်ပူပါနေကြတယ်မနစ်တနေ့ကပဲသူတို့က ceasefire လုပ်တယ်အပိခရစေးလုပ်နေတယ်အစ္စရိုလ်ရဲ့တပ်သားတွေကလည်းနှုတ်ဆုံနေပြီတစားကန်တွေကလည်းပြန်လွတ်နေပြီအခု Hamas ကပါလက်စတိုင်းရဲ့ပြည်သူလူထုတွေကိုစပီးတပ်ဖြတ်ဖို့လှုပ်လာတယ်။ဘာကြောင့်ဒီလူတွေကို တပ်ဖြတ်ခံရတယ်ဆိုတဲ့အစသဖြင့်အကြောင်းရင်းတွေကိုကျွန်တော်ဒီနေ့တိဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ပေါ့နော်ပထမအဓိကသူတို့ဟမတ်ပြောဆိုချက်ရအောင်တော့သူတို့တပ်ဖြတ်တဲ့လူတွေကိုတဲ့အစ္စရယ်နဲ့ပေါင်းဖက်တဲ့လူတွေဖြစ်နေတယ်ဆိုတော့ပြောလာကြတယ်အခုပါလက်စတိုင်းမှာလက်နက်ကင်အသေးစားအချို့တွေထွက်လာတယ်ဟမတ်ကိုစန့်ကျင်နေတဲ့လက်နက်ကင်အသေးစားအချို့တွေထွက်လာကြတယ် တော့တနည်းအားဖြင့်ပြောရမယ်ကျွန်တော်တို့မြန်မာနိုင်ငံလူပေါ့ကွာလက်နက်ကိုင်ပေါင်းပြီးဆိုထွက်လာကြတယ်မနေ့ကဟာမတ်စ်ကအဲ့ဒီလူတွေကိုပြည်သူလူထုရှိမှတပ်ဖြတ်ပလိုက်တာအဲ့ဒါကျွန်တော်တို့ကြည့်ကြည့်အောင်တော့တစ်ချက်တော့ဗီဒီယိုကနေပြမယ်အကြာကြီးပြလို့မရဘူးခင်ဗျားတို့ဒီနေ့အတိုင်းပါပဲဒါမျိုးကလုံးဝ graphic content တွေဖြစ်တယ် graphic content တပ်ဖြတ်တဲ့ဗီဒီယိုတို့စားတဲ့ဖြစ်ပေါ်တော့နင်းနေချမ်းသာစာကတော့ YouTube ကတိတ်မကြိုက်ဘူးဆိုတော့ကျွန်တော်တို့က တစ်ချက်လောက်ပဲပြမယ်ပေါ့အကြာကြီးအကြာကြီးမပြပင်းနဲ့တစ်ချက်လောက်ပဲပြမယ်ပေါ့တော့ကြည့်ရှုကြပါကျွန်တော်အဓိကကြည့်ရှုသူတွေကိုပြချင်တာကတက်တယ်တခုအနေနဲ့ပြချင်တာပါအများကြီးတော့ပြလို့မရဘူးပေါ့ is conducting a public execution of alleged israeli collaborators hamas hamas ကူရင်ကလည်းအဲ့ဒါဟုတ်ပါတယ်ဒီမှာအတီးပြလာတယ်အခုနသူတို့တပ်ဖြတ်တဲ့ လူခုနှစ်ယောက်ကဣသရေလနဲ့ဆက်ဆက်မှုရှိတဲ့လူတွေဆိုပြီးမှတပ်ဖြတ်ပလိုက်တာကာဇာရဲ့အုတ်ချုပ်ရဲကိုဘယ်သူမှချူဖောက်လို့မရဘူးဆိုမှတပ်ဖြတ်ပလိုက်တာတော့စဉ်းစားကြည့်ပေါ်တော့ဒါပီတူလူထုရှိမှာတော့အဲ့ဒီမှာ တချို့ပီတူလူထွေကပျော်ပြီးမှဩအာရပြီးမှလက်ခုပ်တူးဒီးနေတယ်ပြန်ပြောင်းတစ်ချက်လောက် clashes between စဉ်းစားကြည့်တော့စဉ်းပဲ မင်းကဖုံးလို့ပြီးမှနောက်ကတန်းတန်းတက်ဖြတ်လိုက်တာ damn guys so how much လောက်ရက်ကိုကြည်ပါဦး how much လောက်ရက်ကလုံးဝတနက်ကင်လို့မရဘူးဆိုတာကစဉ်းစားကြည့်ဒါကပါလက်စတိုင်းရဲ့ပြည်သူလူထုတွေအတွက်လည်းကြောက်ကြောက်ဆံရန်ကောင်းတယ်ပေါ့နော်သူတို့ကလက်နက်ကင်နေမယ်ဆိုတော့ဒီလိုတပ်ဖြတ်မှုတွေကအများကြီးရှိတာဟုတ်မှာပဲတခုပြောင်းမယ်တစ်ချက်တော့โอเคဒါက Sky News ka well, phobia tha de kesa da so di ma New York Times ka ba phobia ba phobia khae de so chat law no New York Times phobia khae ma Donald Trump ye yo su chat ko chuno a yin song na thaw chi ao Donald Trump has returned to the US now in the past few minutes he's spoken in Washington about the need for Hamas to disarm to disarm I should say during a cabinet meeting if they don't disarm we will disarm them အဲဆောင်ကပြောနေတယ်ဒီဟမတ်စ်တွင်ကလက်နက်မချဘူးဆိုတော့ကျွန်တော်တို့ကသူတို့ကိုတော့ပြီးမှအခြေမုံပလိုက်မယ်တဲ့သူတို့ကိုလက်နက်ချအောင်လုပ်ပလိုက်မယ်ဆိုမှဆောင်ကတော့ပြောနေတယ်ပေါ့နော် We did something monumental. We got the hostages back. That was the first thing we had to do. So, the Hamas regale, Janoka, Dikesako, Makasabu, Satrutine. They know I'm not playing. I'm not playing. I ain't playing, guys. That's what he said. ဒီကိစ္စကိုကျွန်တော်ကစားပွေးလုပ်နေတာမဟုတ်ဘူးဆိုတော့သူပြောနေတယ်။နောက်အခုအရေးကြီးတာကတစားခံတွေအလုံးပြန်ရတယ်။ဒါကအရေးကြီးဆုံးဖြစ်နေတယ်ပေါ့နော်။ Well get the sensitive back. Now they misrepresented because we were told they had 26, 24 of dead hostages and we can use those terms. And it seems as though they don't have that because we're talking about a much lesser number. ဆိုတော့အခုကပြဿနာတစ်ခုဖြစ်လာတယ်။ မပြတ်တာဖြစ်လဲဆိုတော့လူတီအလောင်းတွေကို28ယောက်လောက်ကြံသေးတယ်လို့ပြောကြတယ်ပေါ့အခုကဟမတ်စ်ကလူတီအလောင်းတွေ28ယောက်မရှိဘူးဆိုမှပြန်ပြောလာတယ်လူတီအလောင်းတွေပေါ့နော်ဆိုတော့သူတို့ကပြမသွားပြီးမှအရှာရမှမကြည့်တော့ဘူးဖြစ်နေတယ်အဲ့ဒါကဘာဖြစ်လဲဆိုတော့အစ္စရယ်ကဟမတ်စ်တွေကလူတီအလောင်းတွေကိုပြန်မပေးချင်ဘူးဆိုမှပြောလာကြတယ်ဆိုတော့ မနေ့တနေ့ကငင်းချမ်းရေးကြီးကိုလို့တော့များလဲပဲဟမတ်စ်တွင်ရဲ့လုံရက်တွင်ကနော်တော်တော်လေးတော့စိတ်စိတ်တူစရာကောင်းလာတယ်ပေါ့နော်ဆိုတော့အခုဒီလူတီအလောင်းတွင်နဲ့ပတ်သက်ပြီးမှနောက်ထပ်ပြဿနာတစ်ခုအစ်စ်ထွက်လာတယ်ကဲလူရှင်နာကတော့ထားပါတော့နော်လူရောက်20ပြန်လာပြီပြီအလောင်း20နဲ့20ကျော်20နဲ့8လောက်ကမိဘတွင်ကအလောင်းနဲ့ပဲပြန်တွေ့ရှင်တယ်ပြန်ယူချင်တယ်အဲ့ဒီအလောင်းကိုလည်း

and they killed a number of gang members and that didn't bother me much to be honest with you so some got in the first time ma ro ဟုတ်တယ်တဲ့တချို့ gang gangster တွေကိုသူတို့ကတတ်တယ်တဲ့ဒီအာ Hamas တမားတွေကဒါမဲ့ Hamas တမားတွေက gangster တွေတတ်တာကျွန်တော်ကတိတ်ပြည့်ပြည့်မတင်ပါဘူးတဲ့ Trump ကပေါ့တော့ is okay ပါလူစုတွေမဲ့တတ်ပလိုက်ပါပေါ့အဲ့လောက်ထိစိတ်နှုတ်ရှက်မပေးဘူးပေါ့ဗျာဒါမဲ့အခုက တမျိုးဖြစ်လာတယ်ဟာမတ်စ်တွင်ကဆိုတော့အဲ့ဒီဟာမတ်စ်တွင်ကလေခုနဒီမှာဒီမှာဒီတပ်ဖြတ်မှုကဟာမတ်စ်တွင်ကဘယ်လိုပြောခဲ့လဲဆိုတော့ကျွန်တော်တို့ကဒီလူတွေကို criminal ပါပေါ့ယဇုန်တောင်းရင်ကိုတတ်တာပါအဆုံးမပြောနေတာပါဘီသူရှိမှပေါ့ပထမသူတို့တပ်ဖြတ်တာက Trump ကတော့ gangster တွေသူတို့တတ်တယ်အနားလေပြေလို့ရတယ်တိုက်ပြီးစိတ်အနှုတ်ချက်မဖြစ်ဘူးဆိုပြောတာနော်ဆိုတော့ပထမပြီးတော့အဲ့ဒီဟာမတ်စ်ကိုယ်တိုင်တွေကလည်းလက်နက်ချမစိုးသူတို့ပြောတာဒါမဲ့အခုက ဟိုရောင်ရောင်ဒီရောင်ဖြစ်နေတယ်ဆိုတော့ Trump ကပြောလာတယ်မင်းတို့လက်နဲ့မချဘူးဆိုတော့ငါတို့ကမင်းတို့ကိုချေမုန်းမှာပဲဆိုတော့ပြောလာတယ် Okay, it's a couple of very bad gangs. You know, it's no different than other countries. Like Venezuela sent their gangs into us, and we took care of those gangs. We have Washington, D.C. is one of the safest cities in the country. It was one of the worst cities. In the so, Venezuela, Chong, who to Pio, Ubumar, in Europe, or to Venezuela, the Washington, D.C., Gulechiba, Venezuela, to Europe. အော် gang up ပြီးလာပူနေတယ်ဒီ gang တမားတွေကိုကျွန်တော်တို့ကတိုက်ရှင်ရေးလုပ်နေတယ်ပေါ့နော် Washington DC အရင်ကအရန်လုံခြုံတဲ့နေရာအခုကအဒီ gang star တွေတော်မလုံခြုံတော့ဘူးပေါ့အတိုက်ရှင်ရေးလုပ်နေတယ်ဆိုပြောလာတယ် just a little while ago right now it's safe you can walk to work isn't it nice but uh, we have uh, told them we want to disarm and they will disarm and if they don't disarm we will disarm them ကျွန်ပြောနေတယ်ကျွန်တော်တို့သူတို့ကိုပြောတယ်တဲ့လက်နဲ့ချပါလို့ကျွန်တော်သူတို့ကိုပြောတယ်တဲ့ဆိုတော့သူတို့ကလက်နဲ့မချဘူးဆိုတော့ we will disarm them ကျွန်တော်တို့ကပဲတော်ပြီးမှအချိန်မှပြလိုက်ပြီးမှလက်နဲ့ဖြူချပြလိုက်မယ်ဆိုမှအထမောတော့ပြောနေပါတယ် and it will happen quickly and perhaps violently ဆိုတော့ဆောက်ကတော့ပြောနေတယ်ဒါတော့မှမဟုတ်ဘူးမြင်းမြန်ဆန်ဆန်လို့မယ်ကြမ်းကြမ်းတန်းတန်းလို့ပြလိုက်မယ်ဆိုမှလို့တယ်တဲ့ quickly violently ပေါ့ trump မ်ကတော့ပြောနေတယ်ကျွန်တော်ဒီကိစ္စကိုကစားတာမဟုတ်ဘူးကျွန်တော်စိတ်ကိုမစွာနဲ့ဆိုတဲ့သဘောပါမင်းတို့လက်နဲ့မချဘူးဆိုတော့မင်းတို့အားလုံးကိုတပ်ဖြတ်ပလိုက်မယ်ဆိုတဲ့သဘော violent နေကြမ်းကြမ်းတန်းတန်းနဲ့မင်းတို့ကိုချပလိုက်မှာတော့ဆိုမှပြောတော့တာပေါ့နော်ဟာမတ်စစ်ကို Stop. You understand me? Yes, easy. Because you always, everyone says, oh, well, they want to some, they want to some. and I spoke to Hamas, and I said, you're going to disarm, right? Yes, sir, we're going to disarm.

White House right now. So it's just taking some questions too. So let's go back to Donald Trump. In fact, I was thinking about giving them trade punishment through tariffs because of what they did. And I may do that. I think unbelievably disrespectful. Spain, the only one out of all the countries in NATO, the only one that said that is Spain. And I think that's, uh, I think they should be punished for that. Yes. Shutdown, shutdown, um, you, you have the money to pay the troops on October 15th. Okay. How? I this? have a man who is a very wealthy person. I know that when I tell you this, who called a donor, a great gentleman, and he said, if there's any money necessary, shortfall for the paying of the troops, that I will pay it, meaning he will pay. it. Mm. How about that? <laughs> I said, look. we're not going to need it. We're going to take care of our troops. But uh, this was a position that's being forced upon us by Democrats. And all they have to do is just sign a piece of paper saying we're going to keep it going the way it is. ဒီ troop ပေါ့နော်ဒီအမေရိကတပ်သားတွေကိုမြို့တိုင်းမှာချလာတာပေါ့နော်အဲ့ဒါကိစ္စအခုစပိန်ကိစ္စကလည်းမင်းနေတာပါစပိန်ကလည်းဒီနေတူးမှာလူပါလာဝါလာတယ်လုံးဝနေတူးနိုင်ငံအလုံးပေါင်းက5% military budget စည်ရေး30အ30အတွက်ထုတ်ပြထုတ်လာကြတယ်ပေါ့စပိန်ကမထုတ်ဘူးတော့ Trump ကစပိန်ကိုကျွန်တော်တို့ဒဏ်ရိုက်မှဖြစ်မယ်ဆိုတာပြောလာတယ်အခု US government shutdown ကလည်း democratic ကအဲ့ဒီ government shutdown ကိုသူတို့က reopen ပြန်လေပြန်ဖွင့်ဖို့လုပ်နေတယ် Trump တို့ကကျူးစားနေတယ် democratic ကအခုပြန်ပိတ်တယ်ပြန်ပိတ်တယ်ပြန်ရုပ်သိမ်းတယ်ပြန်ဖြစ်သိမ်းတယ်ပေါ့ဆိုတော့ troop ကိစ္စနဲ့ပတ်သက်ပြီးမှ Trump ကပြောနေကျွန်တော်တို့တော့အဲ့ဒီ troop တွေကို ဘာဖြစ်လို့လဲဆိုအစုရပိတ်သိမ်းမယ်ဆိုရင်တော့ budget ကအရင် cut off လုပ်တာကိုအတုံးစိတ်ကအများကြီး cut off လုပ်ရတယ်တက်သားတွေကိုဘယ်လိုတချို့ federal worker တက်သားတွေကဖတ်စာမပေးရဘူးလေ Trump ကတော့ပြောနေတယ်ကျွန်တော်တို့ဒီတက်သားတွေကိုနေရာတိုင်းမှာချထားတာကဖတ်စာမပေးရင်တော့မှအရင်ချမ်းသာတဲ့လူတစ်ယောက်ကကျွန်တော်ကပေးမယ်လို့ကျွန်တော်ကိုကလှမ်းထားတယ်တဲ့ဒါပေမဲ့အဲ့လောက်ချီတယ်လို့ဆရာမလို့ပါဘူးဆိုတော့ပြောပြောထားပါတယ် Okay ဒါကတော့ထားပါတော့အဓိက Hamas ကိုပဲကျွန်တော်ကဆွေးနွေးချင်တာပါ Hamas Alliance ဘူး ဲ့ဒီတည်းမှာတပ်ဖြတ်တဲ့လူတွေတည်းမှာဘယ်သူပါလဲဆိုတော့အခုပါလက်စတိုင်းမှာလက်နက်ကန်ရတချို့လူထွက်လာတယ်ဟမတ်စ်နဲ့လုံးဝမဟုတ်တဲ့လူတွေပေါ့နော်လက်နက်ကန်အဖွဲ့အစည်းတက်ထွက်လာတယ်အဲ့ဒီလူတွေကိုသူတို့ကတပ်ဖြတ်ပလိုက်တာဟမတ်စ်ကအနည်းအားဖြင့်ပြောရမယ်ဆိုကျွန်တော်တို့မှအပဘသူမှလက်နက်ကန်ရှိမှာမဟုတ်ဘူးဆိုတဲ့သဘောပါဘာဖြစ်လို့လဲဆိုအခုပါလက်စတိုင်းမှာဟမတ်စ်ကိုအမြင့်ကတ်လာတဲ့ ပါလဆိုင်ပီတူလူစုလည်းအများကြီးရှိလာတယ်ကွာဟိုတခါကလည်းကျွန်တော်ဗီဒီယိုပြထားတာနော်ပီတူလူထုကဟမတ်စ်ကိုအရန်မုံကြတာဒုက္ခတော်ပေါင်းမြတ်ဆိုရင်ဆိုင်ခေကြတာကိုသူတို့ကဟမတ်စ်တွေကြောက်ဆိုအဲ့သူတို့ထဲကနေဟမတ်စ်ကိုပြန်လည်ဆန့်ကျင်ဖို့ရအတွက်လက်နက်ကအစ်တွေနဲ့ထွက်လာတယ်အဲ့ဒါကြောင့်ခုနကဟမတ်စ်တွေကတပ်ဖြတ်လိုက်တာအော်မင်းတို့ကအစ္စရယ်နဲ့ပူးပေါင်းတာလားမင်းတို့က agent ဖြစ်တာလားမင်းတို့ကကျွန်တော်ရဲ့ order နော်ဟမတ်စ်ရဲ့အမိန့်တွေပေါင်းလို့လက်မခံချင်တာလားစုပြီးမှ ဟမတ်ကပီတလူထူရှိမှာလူခုနှစ်ယောက်ကိုတန်းတန်းတပ်ဖြတ်ပလိုက်တာကွာအမဟမတ်ကိုအပေးတဲ့ပီတလူထူတွေကလည်းလက်ခုပ်တီးပြီးမှအပေးနေတာအဲ့ဒီတပ်ဖြတ်မှုအကြီးကိုအဲ့လိုမျိုးပေါ့ဆိုတော့ဟမတ်ဒီပါလက်စတိုင်းတွေမှာသူတို့အထေချင်းချင်းတောင်မှပြဿနာတွေကတဖြည်းဖြည်းနဲ့ရှုပ်လာတယ်အခုဆိုတော့အစ္စရေလတပ်သားတွေကလည်းပြန်နှုတ်ဆုတ်လာတယ်နှုတ်ဆုတ်လာတဲ့ခါကျတော့အဲ့ဒီမှာသူတို့အထင်းမှာရှိနေတဲ့လူတွေကသူတို့အချင်းချင်း တိုက်ခိုက်မချမယ်ဆိုတော့ပြိပခရင်ကလည်းတပြည်ပြည်နဲ့ထွက်လာကြတယ်ပေါ့ပြဿနာအစ်စ်လေးတွေထွက်လာကြတယ်အာအသိက so peace keeping troop ဘောနော်ဟမတ်စ်မှာငင်းချိုင်းရေငင်းချိုင်းရေပေါ်ဆောင်မဲ့တပ်သားတွေချချနိုင်မှချင်းတယ်အခုကဘောနော်ဆိုတော့အချိန်နေတော့မတည်သေးဘူးဆိုတော့ဘလူပဲဖြစ်ဖြစ်အခုကျွန်တော်ပြချင်တဲ့ကိစ္စကသူတို့ကအပိခရစ်စေရေလောက်တာတော့မကြဘူးဟမတ်စ်ကပီတူလူထုရှိမှာ လူတွေကိုအဆုလိုက်အပြုံလိုက်နဲ့တပ်ဖြတ်မှုတွေစတင်ပြပြန်လှုပ်လာတယ်။ဆိုတော့ဟမတ်စတို့ကိုကျွန်တော်တို့ဒီတိုင်းကြည့်ပြီးမှအဆက်လက်ပြုံကြည့်လို့ရမှာလား။ Oh pro Palestine Oh Hamas ကိုအပင်းနေတဲ့လူတွေကရောအခုကထားပါတော့အရင်တုန်းက Hamas ကိုအပင်းပြီးမှ pro pro Palestine ဆန္ဒပြတဲ့လူတွေက Israel ကိုဆန့်ကျင်ပြီးမှဆန္ဒပြရဆူပါဆူပေါ့နော်။ထားပါတော့ကောဘာလဲ Israel ကလုပ်နေတဲ့ဘာ냐ပြစ်တင်ကြတယ်ပေါ့။ ကဲဒါဆိုတော့အခုကအစ္စရယ်ကလည်းထွက်သွားပြီဆိုတော့ဟမတ်စ်ကိုရိုင်းကပါလက်စတိုင်းပြည်သူလူထုကိုစပြီးတပ်ဖြတ်လာတာနော်ဒါဆိုတော့ပရိုပါလက်စတိုင်းဓမ္မရင်းကဒီလောက်ရက်ကိုအပစ်တီရှုတ်ချမှလာမေခွန်းတမအများကြီးထွက်လာပြီအခုကအစ္စရယ်လည်းထွက်သွားပြီဘာမှမဆိုင်တော့ဘူးဟမတ်စ်ကပြည်သူလူထုရှိမှလူအစုလိုက်အပြိုလိုက်တပ်ဖြတ်မှုတွေစလာတယ်ဒါဆိုရင်ပရိုပါလက်စတိုင်းဓမ္မရင်းကော ဘယ်နေရာမှာယက်တီမှာလဲဟမတ်စ်ကိုပြန်နေအပစ်တင်ရှုတ်ချမှာလားဟမတ်စ်မုန်တီးရဲ့အတွက်စန္ဒပြမှာလားနော်ဟမတ်စ်ကိုလက်နက်ကဖြုတ်ချရဲ့အတွက်စန္ဒပြမှာလားဒါဆိုတော့ဟမတ်စ်အပီးရလူတွေ pro palestine စန္ဒပြရတဲ့လူတွေကိုမေးခွန်းရထုတ်ချင်တာလေအခုဟမတ်စ်ကဘာမှမရှိမဆိုင်တဲ့ပါလက်စတိုင်းပြည်သူလူထုတွေကိုစစပြီးတက်လာတက်ဖြတ်လာတယ်နော်အစ္စရေလမဟုတ်တော့ဘူးနော်ဟမတ်စ်ကိုယ်တိုင်ကတက်လာတာတော့ so how ဒါကတခုသူတို့လက်နက်လက်နက်ကတော့သူတို့ကချမှာပဲ Trump ကတော့ပြောနေတယ်သူတို့ကချမလို့ပြောထားတယ်တဲ့ဒါပေမဲ့မချဘူးဆိုရင်တော့ဘာဖြစ်လဲဆိုတော့ Donald Trump ကလည်းကပြောတယ်ကျွန်တော်တို့ကတွားပြီးမှအချိန်မုံပလိုက်မယ် Hamas အားလုံးကိုချိန်မုံပလိုက်မယ်ဂျန်ဂျန်တန်တန်ကိုချိန်မုံပလိုက်မှာအဆိုမှာ Trump ကတော့ပြောနေတယ်ပေါ့တော့ဆိုတော့ Hamas က베이ချင်းတိတကယ်ပဲလက်နက်ချဘော့မလား ဒါမှမဟုတ်လက်နဲ့မချဘဲနဲ့ဒီတိုင်းပဲသူတို့အာအဒွင်းရေးမှာအလုချုံရေးနေဖြစ်တာဝန်ဆက်လက်ပြုယူသွားမှာလားဒါကတော့အခုထိဘာမှတိကျရှင်းနေတာမရှိသေးဘူးဆိုတော့ဟမတ်စ်ကဘေချင်းတိလက်နဲ့ချမှာလဲမချဘဲနဲ့ဒီတိုင်းဆက်လက်ပြုနေမှာလားမသိသေးဘူးဒါမဲ့ထရမ့်ပြောစုချက်ရဆိုတော့ဟမတ်စ်ကလက်နဲ့ချဖို့သဘောတူညီထားပါတယ်တဲ့မချရင်တော့ကျွန်တော်တို့သွားပြီးချိန်မုံမယ်ဆိုပြောထားပါတယ်ဒါကပထမအခု ဒုတိယပေါ့တုံးတုံးချက်အချိန်မှာဆိုတော့တုံးချက်မှာ3 point မှာပါတယ်ဆိုတော့ Hamas တွင်ကအလောင်းတွင်ကိုပြန်လွှတ်မယ်ဆိုပြီးမှကတိပေးထားတဲ့အလောင်းတွင်ကအခုက၄ရောက်၅ရောက်လောက်ပဲအလောင်းတွင်ပြန်ရတယ်ဂျန်နဲ့အလောင်းတော်တော်များများပြန်မရနိုင်တော့ဘူးဖြစ်နေတယ်တကယ်ပဲဒီအလောင်းတွင်ကိုသူတို့ပြန်မထားမှမတိတော့တာလားဘာဖြစ်လို့လဲဆိုဒီအလောင်းတွင်ကနေတာမဟုတ်ဘူးကွာ90နဲ့ sorry 20နဲ့10ရောက်လောက်ရှိတယ်အလောင်းတွင်လူတင်အလောင်းတွင်ကို ဟမတ်စ်ဒီကထားတဲ့နေရာတော့မတိတော့ဘူးနဲ့တူပါလေအခုကအဲ့ဒါအခုက second phase ဒုတိယအဆင့်စတင်လာပြီပေါ့နော်ဒုတိယအဆင့်ကတော့ကာဇာမှာချက်ချင်း humanitarian aid လို့ခေါ်နေတဲ့လူသားချင်းစာနာကူညီထောက်ပံ့ရေးအကူအညီတွေကိုချက်ချင်းဝင်တော့မှာဒါပေမဲ့အခုကဟမတ်စ်တွေကလူတည်အလောင်းတွေကိုပြန်မပေးတဲ့ခါကျတော့အစ္စရေလကကျွန်တော်တို့ gate ကျွန်တော်တို့တကားကိုပြန်ပိတ်မယ်ဆိုပြောလာတယ် ဣသရေလကအဲ့ဒီ gate ကြီးကိုအဲ့ဒီ gate ပေါ့နော်အဲ့ဒီ gate တကားကြီးကိုပိတ်နေမယ်ဆိုရင် UN အကူအညီတွေကိုဝင်လို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ကာဇာမှာအကူအညီဝင်ဖို့ဆိုလမ်းကြောင်းတစ်ခုပဲရှိတယ်။ Wash Bank Pack ကနေအဲ့ဒီ gate ကြီးကဣသရေလကတကားဖွင့်ပေးမှသာဒီအကူအညီတွေကိုဝင်လို့ရမှာ။ Hamas ကအခုကလူတေလောင်းတွေကိုပြည်စုံပြန်ပို့နိုင်တဲ့ခါကျတော့ Israel ကပိတ်နေဆုံးမပြန်ချင်းချောက်တယ်။မင်းတို့လူတေလောင်းတွေကို ပြန်မပေးဘူးဆိုရင်တော့ကျွန်တော်တို့ကာဇာထင်းမှာဆန္ဒလူသားချင်းဆန္ဒထောက်ပတ်ကူညီမှုတွေကိုဝန်ခွင့်ပိုက်ပလဲမှာတော့ဆိုမှဣသရေလကပြန်ချင်းချုပ်တယ်။အဲ့ဒါဆိုတော့ပြတ်တာဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲစကားစာမှာဆာလောင်ငတ်မွတ်နေတဲ့လူသိမ်းတဲ့ခြေပြီးမှရှိနေရတယ်။အချက်ချင်းတို့ကလည်းအကူအညီလိုအပ်တယ်၊ဆေးဝါးကအကူအညီလိုအပ်တယ်ပေါ့လို့။ဆိုတော့တနေ့မှာ truck truck ကားကြီးတွေကို400တနေ့မှာအနည်းဆုံး400ဝေရမှာ။ သဘောတူညီချက်ရဆိုတော့ဆိုတော့ဒါရင်ကလည်းအခုနင်းနေရှုပ်ထွေးလာတယ်ပေါ့လို့ဆိုတော့ကာဇာပြန်နေတီထောင်ရင်ကတော့သူတို့ကတော့စပြီးတော့လုံနေပါပြီလမ်းတွင်လည်းရှင်းနေနေပါပြီပီတူလူထုကလည်းပြန်ရောက်နေပြီပေါ့လို့တော့တဖြည်းဖြည်းလေးနဲ့ဒါရင်က phase 2ကနေပထမအဆင့်ကနေတတိယအဆင့်တတိယကလည်းစလူထပြင်ဆင်မအဆင့်အဲ့လိုမျိုးသွားမှာပေါ့နော်ဆိုတော့အခုကတော့ဒုတိယအဆင့်ရောက်နေတယ်ဒုတိယအဆင့်ပြီးသွားလို့ဆိုရင်တော့ဒီအာ ဂါဇာရဲ့လက်နက်ချရေးတတိယအဆင့်မှာသူဒီစတုထအဆင့်မှာတော့ဂျာကာလာအစုရတီထောင်ရင်အစားဖြစ်လို့ဖြစ်သွားမှာဟိုးနောက်ဆုံးအဆင့်မှာတော့ဂါဇာကိုနိုင်ငံတစ်ခုအတိမပြုတ်နိုင်ချေအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှဖြစ်သွားလိမ့်မယ်ပေါ့ဆိုတော့လက်ရှိအခြေအနေမှာကတော့ဒီလောက်ပါပဲပေါ့ဆိုတော့အာ okay ခုကတော့နောက်ဆုံးအခြေအနေ ပြတ်သွားတာပါဗောနော်ခဲခွေးစကားပြုံနေတာလားတစ်ဖက်ကပြုံနေတာလားခွေးစကားပြုံနေတာလားဗာလဲတစ်ဖက်တစ်ဖက်တပြုံနေတာအကိုတဲ့အာလီအာလီအဗ္ဒူလ်အာလီအဗ္ဒူလ်အမနီယောကိုချပြကျွန်တော်ကိုခွေးစကားပြုံနေတာလားတဲ့ဒီလူတွေကရှိတယ်အဲ့တော့တချို့မု슬င်တွေကလည်းအမှန်တရားကိုခင်ဗျားတို့ကလက်မခံဘူးဖြစ်နေတယ်။ကျွန်တော်ပြောပြမယ်ဘောရာကျွန်တော်မဆေးချင်ဘူးမယိုင်းချင်ဘူးခင်ဗျားတို့ရှိမှာကွာ။ယိုင်းမယ်ဆိုရင်လည်းကျွန်တော်က ဟိုမင်းကဘာဖြစ်နေညာဖြစ်နေဖြစ်နေကျွန်တော်ကမရိုင်းချင်ဘူးကျွန်တော်ရိုင်းတော့လည်းမကောင်းဘူးကွာကျွန်တော်ကိုကြိရှုတဲ့လူတွေကလည်းထောင်နဲ့ချီပြောဖြစ်တယ်ဒီမှာကြည့်အာလီအဗ်ဒူလ်ဂျာကဟမတ်စ်တင်ကပါလက်စတိုင်းပြည်သူလူထုရှိမှာ လူခဏဦးကိုပြည်သူရှိမှာတပ်ဖြတ်တာအစုလိုက်အပြုံလိုက်တပ်ဖြတ်တာနယူးယောက်ထားမှာလေးပေါ်ပြရတယ်ကပ BBC ကလည်းပေါ်ပြရတယ် Sky News ကလည်းပေါ်ပြရတယ်ဟမတ်စ်ကူရင်ကလည်းဝန်ခံထားတဲ့ကိစ္စကြီးပေါ်တာ မွတ်စလင်မာတဲ့လူကောင်းရှိတယ်လို့လူဆူးရှိတယ်။အကောင်းနဲ့ဖြတ်မှာပဲယက်တီပေးပါ။သူမွတ်စလင်ကိစ္စလေးပြောတာနဲ့မင်းတို့ကအော်အင်ရပြီးမှစောက်ရိုင်းရိုင်းတော့တာပဲ။တကုံရိုင်းတော့ပါကျွန်တော်ကအလကားနေပြီးမှမွတ်စလင်အကြောင်းတွေကိုမကောင်းဆောင်ပြောတာမဟုတ်ဘူးတကယ်ကိုပြောပြတကယ်အဖြစ်ပြက်ကိုပြောပြတာကွာကဘာကြီးမှဖြစ်နေတဲ့ကိစ္စကြီးကိုပြောပြနေတာကွာဥပမာကျွန်တော်ကခရိယန်ဖြစ်နေခရိယန်တာခရိယန်တွေအမားတာလို့နေခရိယန်မားကိုလည်းပြောမှာအော်ဒီမှာခရိယန်တွေရှိနေတယ်တပ်ဖြတ်နေတယ်လုံနေတယ် ြောမှာပဲပြည်အန်တွေကိုကျွန်တော်ကရှော့ပြီးအာရှော့ပြီးနေမှာမဟုတ်ဘူးခရီးယန်တွေကမားလာလို့လဲဆိုအဲ့ဒီအမားကိုပြောမှာပဲတေပြောမှာပဲ it's not about muslim နဲ့ christian မကောင်းဆောင်လို့ဘာကလည်းမဟုတ်ဘူးအမန်တရားကိုခြားပြတာတကယ်ကိုပြောပြတာအမင်းတို့ကကွာဒီအာလီအဗ်ဒူလ်ကတကုံလာစင်းတာမင်းတို့ခရစ်ကားပြောနေတာတစ်ဖက်ဆောင်ပြောနေတာလား That's true bro go and read go and study မရိုင်းနဲ့ကျွန်တော်လည်းတကုံရိုင်းချင်ပေမဲ့ ကြီးစုလူတော်တော်များများကိုအားနာနေလို့လူကြီးလူကောင်းအများကြီးရှိနေလို့တချို့ကအမျိုးသမီးတွေရှိနေလို့တချို့ကကလေးတွေရှိနေလို့ကွာအဲ့လိုမျိုးရှိနေကျွန်တော်ကမရိုင်းချင်တော့တာပါမစေးချင်တော့တာတော့မင်းတို့လောက်ရိုင်းမယ်စေးမယ်ဆိုတော့အတကုံစေးတတ်တယ်ရိုင်းတတ်တယ်ဟာဒုက္ခပါပဲကွာအမှန်တရားကိုပြောပြန်တော့လည်းမကြိုက်ဟောမင်းတို့ကတမျိုးကြီးပဲလုပ်နေတယ် all right okay အမ် ကောမန့်ကောမန့်ကောမန့်ကိုပြောပြတာပါအာလီအာလီအဗ်ဒူလ်ကအတကုံပဲအလားဆေးသွားတာပေါ့အမန်ရာကိုချပြမယ်သူအမန်ရာကိုချပြတော့သူလုံးဝလက်မခံနိုင်တာပေါ့ဒါခက်တာဆိုတော့မင်းတို့ကအမျိုးမျိုးပြုံးနေတော့တာပဲမင်းတို့ကအမျိုးမျိုးပြုံးနေတော့တာပဲကျွန်တော်တို့ကအမျိုးမျိုးပြုံးနေတော့တာမဟုတ်ဘူးကဘာကြီးမှာဖြစ်ဖြစ်နေတယ် Oh my god this dumbass ဒီမှာပြောပြမယ်ပေါ့လား ကျွန်တော်တို့ကအမျိုးမျိုးပြောနေတာမဟုတ်ဘူးကျွန်တော်ပြောပြမယ်ဒီခုနစဉ်းစားကြည့်ကွာကျွန်တော်တို့ကအမျိုးမျိုးပြောနေတာမဟုတ်ဘူးနော်ဒေါ်နယ်ထရမ့်ကဘာပြောခဲ့လဲထရမ့်ပြောတဲ့ဟာကိုပြောပြတာခုနဘာပြောလဲဒီအာဒီရင်ရင်စင်းဆိုတော့စာရင်ရင်စင်းရင်ရင်စင်းကလည်းတိတ်မတိုးနဲ့တိတ်မယူးနဲ့တိတ်မအားနဲ့ကွာအဲ့တော့ဒီမင်းတို့က oh my god, this is so annoying. General ka amyu myo pyo da mo bu, Donald Trump ka ba pyo khe le. No? The only one that said that is nice. But uh, we have uh, told them we want to disarm, and they will disarm. And if they don't disarm, we will disarm them. No? Trump ka pyo ni da. General ka amyu myo pyo da mo bu. Hamas ni ko pyo de. Min lo let na cha ba lo general ka pyo de. မင်းတို့လက်နဲ့မချဘူးဆိုတော့ကျွန်တော်တို့ကမင်းတို့ကိုလက်နဲ့ချအောင်လုပ်လိုက်မယ်အဆိုမှာထရမ့်ကပြောတာကျွန်တော်ကအမျိုးမျိုးပြောတာမဟုတ်ဘူးသူကပြောနေတာဒီမှာဟမတ်စ်ကတပ်ဖြတ်တာလူပီတူလူထုရှိမှကျွန်တော်ကအမျိုးမျိုးပြောတာမဟုတ်ဘူးသူတို့ကတကယ်လို့ဒါအဲ့ဒီတည်းမှာမင်းတို့ဆောက်ယူတွေကအများကြီးရှိနေတာအော်ရယ်ကွာလုံးအော်လို့ကိုမဆုံးဘူး I'm very surprised guys I'm amazed I don't know how you people Oh my god I don't know မမတိတော့ဘူးကကျွန်တော်လည်းမတိတော့ဘူးအဲ့လောက်အထိရှင်းပြပြီးမှပြောအမင်းတို့ကတမျိုးမျိုးပြောနေတယ်ဟောတမျိုးမျိုးပြောနေတယ် I don't know I don't know guys ဘယ်လိုရှင်းပြမှတော့မတိတော့ဘူးဘယ်လိုလဲဆိုတော့ဒီမှာကြည့်ရှုတဲ့သူလူတွေကအရင်ညံပါနာဘီမပညာတတ်တဲ့လူတွေများကြည့်ရှိတယ်ကျွန်တော်ကတစ်ခါတစ်ခါရှင်းပြတော့လေသူတို့အတွက်အားနာစရာကောင်းလာပြီသူတို့အတွက်အားနာစရာကောင်းလာပြီအာမရှင်းပြနဲ့တော့ဒီငယူဒီတိုင်းမထားလိုက်တော့ဆိုပြောတယ်ပြောတယ်ဒါပေမဲ့မင်းတို့မတိတဲ့ခါကျတော့မင်းတို့ကိုယ်တိစေရှင်တယ်နားလေရှင် နားလေစီချင်းတဲ့အားလုံးကူပေါ့နော်နားလေစီချင်းတဲ့ဟောမတိလို့ခင်ဗျားတို့ကလည်းပြောပြောလို့ဖြစ်မှာပေါ့ဗျာဆိုတော့မြင်းတို့ကိုရှင်းပြတာနဲ့ခြံတဲ့ကြီးစုသူတွေကလည်းအားနာစရာကောင်းလာတယ်ပေါ့နော်ဟုတ်တယ်တချို့မဟုတ်ဘူးတဲ့အခုရှိမှမွတ်စလင်ကအကုန်လုံးမိပါကအအဆွင်းရောက်နေတာအေးအဲ့လိုမွတ်စလင်တွေကိုကျွန်တော်တို့ချစ်ပါတယ်အဲ့တော့မမုံပါဘူးမဟုတ်ဘူးကျွန်တော်တို့ဖြစ်ပျက်နေတဲ့ဥစ္စာကျွန်တော်တို့တင်ဆက်နေတဲ့နေရာတိုင်းမှာမွတ်စလင်ပါနေလို့ပေါ့ မွတ်စလင်တွေအကြောင်းတွေပဲဖြစ်နေတော့ဥပမာကွာ Middle East အကြောင်းပြောနေမယ်ဆိုရင် Middle East အကြောင်း Middle East နိုင်ငံတော်များများကမွတ်စလင်နိုင်ငံဖြစ်ခဲ့တာကို so automatically မွတ်စလင်နိုင်ငံဖြစ်တယ်မွတ်စလင် country ဖြစ်နေတယ်အဲ့တော့မွတ်စလင်တွေမှာဖြစ်ပျက်နေတဲ့အရာကြီးဖြစ်နေတယ်အကျွန်တော်တို့ကတော့ဘီမတမင်တကာမွတ်စလင်တွေကိုတိုက်ခါချချင်လို့ဆိုမှပြောတာလည်းမဟုတ်ဘူးကွာမဟုတ်ဘူးလားမီဒလစ်အကြောင်းပြောနေတာလေအရှိလေပိုင်းအကြောင်းပြောနေတာလေဂါဇာအကြောင်းပြောနေတာလေအီဂျစ်အကြောင်းပြောနေတာလေဆိုတော့ of course muslim is a part of that so ကျွန်တော်တို့ guys ဘီစမာဘီစမာဒီလောက်နင်းနေတော့နင်းနေတော့လောက်ကြပါအောင်ကွာအဲ့လိုတော့မရိုင်းနဲ့မရိုင်းနဲ့ကျွန်တော်တို့ပညာပေးချင်တယ်ကျွန်တော်ကပညာပေးလို့ရတယ်မရိုင်းနဲ့ all right ဒီလောက်နဲ့ပဲကျွန်တော်တို့ကအဆုံးသတ်ပြရစေကွာတော့ဘလူပဲပြောပြောတချို့လူတွေကနားမနေတဲ့ခါကျတော့အာအရန်ဒေါသထွက်တာလားကျွန်တော်တခါတည်းကျအရန်အရန် so annoying ဖြစ်တယ်အမတိတဲ့လူတွေကိုလည်းမင်းတို့ကတိအောင်နားလေပေးအောင်တက်တင်တဲ့တကွာချပြတော့လေ ဲ့ဒီတက်တင်တဲ့တကွာချပြတာကိုလည်းမယုံပြန်ဘူးဖြစ်နေတယ်ကျွန်တော်ကပဲတမျိုးမျိုးဟောမျိုးမျိုးပြောတယ်ဖြစ်နေတယ်ကျွန်တော်ပြောတာဟုတ်ဘူးကျွန်တော်ကတက်တင်တဲ့တကွာချပြပြီးမှဘာသာပြန်ပေးယုံတော့ပဲရှိတယ်မယုံမှဆိုလို့ခဲဒီလိုဖြစ်နေပါတယ်ဟောလို့ဖြစ်နေပါတယ်ကြည်ပါအောင်ဆိုပြီးမှပြောပြယုံရှင်းပြယုံလည်းပဲဖြစ်ပါတယ်ပေါ့ဘာပဲဖြစ်ဖြစ်ကွာ guys that's it အကျွန်တော်တို့ရဲ့ youtube လေးကိုတပိုးချတဲ့လူတွေရှိတယ်ဆိုတော့ subscribe လုပ်ပေးကြပါအဲ့ဒီလိုမျိုးကဘလို့ပဲရှင်းပြပြီးမှ နားမနေတဲ့လူတွေကကျွန်တော်ကတော့ block ယူပဲရှိတယ်เนาะဆိုတော့ thank you so much for watching beautiful people i love you guys take care god bless เนาะကျွန်တော်တို့ဒီညဒါမှမဟုတ်နေ့လေးပိုင်းမှာပြန်ဆုံမယ်ကပတရင်တွေနဲ့ပြန်ဆုံမယ်ပေါ့เนาะဆိုတော့ yeah guys that's it i don't know what